လုံယူစရာမလိုပါဘူးတိလာညီမတို့ဒီအနုပညာလောကမှာပဲဖေးကိုညီမလေးကြပြွေးပဲဖေးဖေးဒါလေးဒီဒီ audience ရဲ့ရင်ထဲမှာတတောင်းတနေရဖြစ်သွားပြီဆိုလို့ရှိရင်ညီမတို့ရဲ့ attention ရဖို့အရေးအတင်းကြီးလုံယူစရာမလိုပါဘူးပရိသတ်တွေရှိတယ်လူတို့ရှိရဲ့အတွက်ဒါတို့တော့လေးစားသမှုနဲ့လောက်ချီရလဲအဲဒါကိုတွေကတွေးပေးရမှာပေါ့နော်အဲ့လိုမျိုးလေးပါလို့လုံယူတာမျိုးတော့မဟုတ်ပါဘူးကျွန်တော်လည်းဘုရင်ပြိုင်ပွဲယူဝင်ပြိုင်မယ်ဆိုလို့ရှိရင်လည်းဖိတ်ခေါ်ပါတယ်။နောက်ပြီးတော့ညီမလေးလိုမျိုးပဲညီမလေးအတူယူပြီးတော့အဲဒီနောင်အနာဂတ်အတွက်ပေါ့နော်အဲ သမီးကောင်းရတနာလေးတန်းကောင်းရတနာလေးလည်းအများကြီးပေါ်ထွန်းလာမယ်ဆိုတော့ကိုကောင်းလာပါလည်းပြောခဲ့သလိုပဲပေါ့နော်ဒီမလေးဒီဒါတကယ်ကိုတာမန်မိသားစုဘဝလေးရနေပြီးတော့ပဲစ조사ပြီးတော့ဒီလိုမျိုးမြန်မာနိုင်ငံလို့ပထမဆူရတဲ့အပြင်ပြည်သက်တွေအများကြီးရနေပြီးတော့လဲချီးမြောက်ကြရယ်ဒီမလေးတို့ဒီပညာရှင်တွေရောစီးပွားရေးလုပ်ငန်းရှင်တွေရော ပြည့်သက်တွေအားလုံးကရောချစ်ကြရယ်ချင်းမြောက်ပေးကြရယ်ကူမိပေးကြပြတဲ့အတွက်ကိုညမလေးတယောက်လူလည်းဖြစ်နေရဖြစ်တဲ့အတွက်သိတ်ဝမ်းသာပါတယ်အဲဂုံလဲယူပါတယ်သူ့ရဲ့အမတယောက်နေအမတယောက်လိုမျိုးခံစားပြီးတော့ပါဒါသူ့ကညမသူ့မှာတော့ဒါသူ့ရဲ့ညီကောင်မတော်မရဲ့ရှိစိုးပေမဲ့ကိုကလည်းအဲကိုကလေးလူလည်းဖြစ်တယ်ဟိုရှေ့မှာညမပြောခဲ့သလိုပါပဲအဲတူတာဆိုရင်ဗုဒ္ဓဝင်ဖွဲ့မှာလည်းညမဂုံလူတော်တန်တမန်ဖြစ်တယ်လို့ဒီဗုဒ္ဓမာမကအတင်းပါတယ်တော့ဂျူဝင်ကြီးရဲ့တန်တမန်တယောက်ဖြစ်တဲ့အတွက်ဒီအဖွဲ့အတင်းအဖွဲ့ကြီးနှစ်ခုလုံးရဲ့ ကာမွေးထုတ်ပလဲတဲ့ကလေးဒီကိုကလေးဖြစ်ပါတယ်ဒါကြောင့်မလို့ကိုကလေးတယောက်အနေနဲ့တတ်မှတ်ပြီးအများကြီးဂုဏ်ယူပါတယ်ဟုတ်ညီမလေးကအများကြီးပြပြကြရတော့မလို့လောက်ဘူးပါဆိုတော့ तू อ่ะ तू ဒီပညာရာမှာလဲတကယ်ဟိုတော်တဲ့ကလေးဆိုတာကတခုဒီမှာမြန်မာနိုင်ငံလုံးဆွရတာမှာတတ်တည်ပဲလေနော်တမျိုးရဲ့ဒီဗုဒ္ဓစာပေတွေဗုဒ္ဓကျမ်းငယ်တွေဒီလောက်နည်းနည်းပြီးခက်ခဲတာမရှိတော့လေနော်တမျိုးရဲ့ဒီတာမန် ဒီလိုမျိုးအုံလောက်နဲ့လုံးဝမကြက်နိုင်မမှတ်နိုင်တဲ့စာရေးဖြစ်တဲ့အတွက်ဟိုဒီလိုမျိုးစာရောင်ကြက်နိုင်ပြီဆိုမှညီမအမရဲ့ဟိုအတန်းပညာစာရေးဆိုရင်ညီမလေးတို့ကပို့ပြီးတော့လွယ်ကူပြီးတော့ပို့ပြီးတော့ကြက်နိုင်မှတ်နိုင်မယ်တွက်နိုင်မယ်ဆိုကလေးဖြစ်တဲ့အတွက်ဒီဒီပညာရေးပိုင်းမှာရောထူးချွန်မယ်ဆိုတာတွေးမယ်ယုံကြည်ရပါလုံးယူစရာမလိုပါဘူးတိလာညီမတို့ဒီအနုပညာလောကမှာပဲဖေးကိုညီမလေးကြပြူပဲဖေးဖေးဒါလေးဒီဟို လူဒီ audience ရဲ့ရင်ထဲမှာတတောင်းတနေရဖြစ်သွားပြီဆိုလို့ရှိရင်ညီမတို့ရဲ့ attention ရဖို့အယူအတင်းကြီးလောက်ယူစရာမလိုပါဘူးညီမလေးကြပြူပဲကြည့်ပေါ့နော်သူဒီ AC ကလေးလေးဖြစ်တယ်ဒါပေမဲ့သူ့ရဲ့ပညာသူ့ရဲ့ပါရမီသူ့ရဲ့ရှေးဖုံရှေးခံကြောင့်သူအများကြီးချိမြောက်ကြရအများကြီးချစ်ပေးကြရဒါကြောင့်မို့လို့သူဘာမှလုပ်ယူစရာမလိုဘဲနဲ့သူ့ကိုအဲကောင်းတဲ့အထန်ရှင်ပဲပြမကောင်းတဲ့အထန်ရှင်ပဲပြသူ့ကိုအများကြီးအထန်ရှင်နေ ဖြစ်ရရဲပေါ့နော်ဆိုတော့အဲကောင်းတဲ့ဟာလေးတွေပုံများလာတော့တွေ့ရပါတယ်ညီမလေးကိုလေအရန်ကိုအဲချစ်ပေးပြီးချင်းမြောက်တဲ့ဟာကြီးကပို့ပြီးတွေ့ရပေါ့အဲ့ဂျာရဲမှာမခုနလိုမျိုးပဲသတင်းမီဒီယာအတူတူရနေပြီးတော့ပြောတဲ့ဟာမျိုးလေးကြီးကြောင့်ညီမလေးတို့စိတ်မကောင်းဖြစ်ရတာပေါ့နော်စိတ်မကောင်းဖြစ်ပြီးတော့ခုနပြောဆိုပဲတင်းနေခုမှဒီလောဒီခုမှဒီလိုမျိုးမီဒီယာတွေနဲ့ရောပြည်သက်တွေနဲ့ရောနိနိကက်ကက်ထိထိဆက်ဆက်လို့သူ့ဝိုင်းပြီးရောအဲ့လိုမျိုးအချမ်းရှင်းဖြစ်တာခုမှကြုံပြတဲ့ကလေးဖြစ်တဲ့အတွက်ဒါသူတို့စိတ်မကောင်းဖြစ်တာမျိုးနဲ့သူစိတ်ဆိုးရိမ်တာပေါ့နော်ဒါလေးရှိရပါ ော့ညီမလေးချိန်ခါလေးရတယ်ပြီးတော့ညီမလေးဖြည့်ဖုံးရှိကန်လည်းအရန်ကောက်ပါတယ်ကလေးလေးရလေးမျက်နှာလေးမှာလည်းအပွင့်တက်ရှိရဲကြည်တက်လေးရှိရဲဆိုတော့အအများကြီးတုတ်တက်အောင်မြင်ပါစေလို့ပဲဆုတောင်းပေးနေပါတယ်ကိုညီမဘက်ကလည်းလှုပ်ပေးနိုင်တာမျိုးရှိရဲပံ့ပိုးပေးနိုင်တာမျိုးရှိရဲဆိုတော့ညီမဆက်ပြီးပံ့ပိုးပေးနေဦးမှာပါကလေးဟုတ်အဲ့ဒီလောအုပ်ချီရဲဟာကလည်းဘောနောဟိုဘယ်ပြောရမလဲသူတို့သူ့ရဲ့ လုံယုံလုံစင်ဖြစ်သွားရပြီအကျင့်ဖြစ်သွားရလည်းဖြစ်ပါလေပဲဒါပေမဲ့ကလေးကိုယ်တိုင်ကလည်းအေးစေးတည်တည်ငြိမ်နေတတ်တာဒါသူလုံးယူနေရမဟုတ်ဆိုတာအကုန်လုံးမြင်မြင်ကြမှာပါသူလက်အုပ်ချီရဲဆိုတာလည်းဖမုံနေဆုံးဆုံးဆုံးမှထားတာရှိရဲသူကိုယ်တိုင်ကလည်းအကုန်လုံးမှာရိုသေတယ်ဆိုတဲ့ဟာမျိုးလေးဖြစ်အောင်အဲတော့နေသူဒါသူစိတ်ထဲမှာပေါ်လို့လုတ်တဲ့အရာပါဟိုဓာကြီးလုံးလိုက်ဓာကြီးလုံးလို့ဆိုပြီးသူဘယ်သူမှ pressure ပေးတာမျိုးမရှိဘူးဖုံးဖုံးကိုယ်တိုင်ရောအဲကလေးရဲ့မိဘတွေကိုယ်တိုင်ရောညီမတို့တွေကိုယ်တိုင်ရော နင်ဘာလို့ဘာပြောလိုက်နော်ဘာလုပ်လိုက်နော်ဆိုပြီးကလေးကို pressure ပေးခဲ့တယ်ခုမှမရှိခဲ့ဘူးဘူးညီမလေးကိုရညီမလေးစိတ်ထဲကနေဒါဒီကိုသူ့အားပေးနေရဲ့သူ့ချစ်ပေးနေကြရဲ့ပရိသတ်တွေရှိတယ်လူတို့ရှိရဲ့အတွက်ဒါကိုသူကလေးစားသမှုနဲ့လောက်ချီရတယ်အဲဒါကိုရေကတွေးပေးရမှာပေါ့နော်အဲ့လိုမျိုးလေးပါလို့လှုပ်ယူတာမျိုးတော့မဟုတ်ပါဒါအတိအဆုံးဖြစ်နေလို့ဟုတ် အရှိမလောက်ချပြောခဲ့ပါတယ်ဒီနေ့ကကြတော့ဒါပို့ပြီးတော့ဒီတုဒဆောင်ဘုတ်တွင်ပြိုင်ပွဲကြီးကိုအဲအများကြီးပြိတက်တီးရအများကြီးထန့်ရှင်းဖြစ်သွားကြရဲဆိုပေမဲ့အရှိမဒီညီမလေးမတိုင်ခင်အရှိမတောက်လျှောက်ဖြေခဲ့တဲ့ကလေးပထမဆုံးရခဲ့တဲ့ကလေးတွေကတော့လည်းတိတ်တော်ကြရတာဖြစ်တဲ့အတွက်နောက်ပိုင်းမှာဒီပြိုင်ပွဲကြီးကိုစိတ်ဝင်စားပြီးတော့တုဒဆောင်ဘုတ်တွင်ပြိုင်ပွဲကြီးစိတ်ဝင်စားပြီးတော့ပြိုင်မဲ့မျိုးဆက်တဲ့ကလေးတွေရှိရဲဆိုလို့ရှိရင်အမအ ညီမတို့ကနေပြီးတော့အာကျိုးစိုးနေပါရဲ့ဆရာတော်ဖျားရေကလည်းကျိုးစိုးပြီးတော့မွေးထုတ်ပေးဖို့အစင်းသင့်ရှိနေပါရဲ့ဒါကြောင့်မို့လို့အာပြိုင်ကျင်နေပြိုင်မှုစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လည်းဖိတ်ခေါ်ပါရဲ့အများကြီးအဲစူးစားပြီးတော့ဒီလိုမျိုးညီမလေးကြားပြီလို့ပဲကွန်ပျူတာကန်တိုက်တဲ့ယန္တနာတသားသမီးများဖြစ်နိုင်ပါတယ်ဒါကြောင့်မို့လို့အဲတွတ်ဆန်ပွဲတွင်ပြိုင်ပွဲယူဝင်ပြိုင်မယ်ဆိုလို့ရှိရင်လည်းဖိတ်ခေါ်ပါတယ်နောက်ပြီးတော့အဲညီမလေးလိုမျိုးပဲညီမလေးအတူယူပြီးတော့အဲဒီနောင်အနာဂတ်အတွက်ပေါ့နော်အဲ မီးကောင်းရတနာလေးတောင်းကောင်းရတနာလေးလည်းအများကြီးပေါ်ထွန်းလာမယ်ဆိုတော့ကိုကောင်းလာပေါ့အများကြီးပေါ်ထွန်းပါစေလို့လည်းဆုတောင်းပေးပါတယ်စစ်တမိုင်း